ပါခံကြတယ်ခါမပြောလေကျွန်တော်ဟာလေးဆော့ခိုင်းတာကျွန်တော်တို့နေရာပြောက်သွားတယ်ဆန်တဲ့ကြံခဲ့မှာဆိုလို့ကျွန်တော်နေရာပြောက်သွားရင်နေရာဒါလေးပဲလုတ်တက်တာကျွန်တော်ကျွန်တော်ကောက်ကွယ်တကွက်တည်းရှိပါအကို YouTube ပုံကအစ်စ်မိပါတယ်ဒီမှာကျွန်တော်တို့လူပညာမှာတို့တန်ကြီးထားတဲ့အတိုင်းဝိုင်းကို ူတို့လုပ်ရင်တော့မမားနိုင်ပါဘူးเนาะဒါလူပညာဟုတ်ဟိုမိုင်းနဲ့ခွင့်လွတ်ပါပါเนาะဘောင်းတော်ကိုလုံးပညာတကယ်တန်ကြီးထားတဲ့အတိုင်းဝိုင်းပါเนาะအမှုပညာဗမာအမှုပညာပေါ့เนาะအဓိကတော့အဲ့တန်ဖိုးရှိတဲ့နေရာတွေကိုဟိုဖြက်စီးရဲ့ဖွဲ့တယ်မှာကျွန်တော်မပါပါဘူးဟောရှင်မမလာတဲ့ချင်းအဲ့တန်ဖိုးကျွန်တော်နားလည်ပြီးသားပါအဲ့အဲ့တန်ဖိုးအောက်မှာအခစ်ပြောင်းလာတဲ့ခါမှာခင်းတော့ကိုလိုက်လိုက်တဲ့နေရာတစ်ခုပဲဖြစ်ပါလိမ့်မယ် တတော်မှာကျွန်တော်တားသူ့ဒီမှာကွာရှင်မမလာချင်းလေးပေါ့နော်ကျွန်တော်တို့တချမ်းတချင်းလေးအဲ့ဒါလေးလာရိုက်တာပါဟုတ်မြန်မာမူလေးပေါ့နော်ဟိုဒီနေ့တချမ်းကလည်းဟို UNESCO ကစုပေးထားတာဟုတ်မြန်မာပြန်အဲ့တော့ကျွန်တော် ီမြမမူလေးရောပေါ့နော်ဒီဟာရှမန်းကျမမျိုးဆက်ကိုဆမ်းမင်းလို့လည်းအာကုပ်ပြီးမြမမူလေးရောဒါတော့နော်ခစ်ပေါ်လေးတွေငွေတွေလည်းထည့်ရောက်တော့နော်ခစ်ပေါ်ကိုမင်းထွန်းရဲ့တန်းစားခွဲလေးနဲ့ရောပြီးတော့အဲ့ဒါတို့တမှုထူးချောင်းလေးပေါ့နော်အဲ့ဒါသူတို့ကိုဆမ်းမင်းတို့အားလုံးကျွန်တော်ဝိုင်းကူညီပြီးတော့စီစဉ်ပေးတာပါဟုတ်အဓိကတော့အကူကတကယ်အစိုးရကြီးလေအစိုးရကြီးဆိုတော့အကူဆိုရင်တဲ့တခြင်းပေါ်လိုက်ပြီးတော့အကတွေလိုအပ်ပြီလိုအပ်တဲ့ခါမှာမြန်မာတခြင်းဆိုတော့ UNESCO လည်းဝင်ထားတာဖြစ်တဲ့အတွက်အရှင်မမလာတခြင်းဒီတခြင်းကလည်းနေပေါ်မြောက်သောတန်ဖိုးရှိတဲ့တခြင်းတပုတ် အဲ့မှာအကိုရဲ့စိတ်ကလူငယ်ရာသီကြောင့်ရောက်ရောက်ချင်တာအဲ့တော့ live and dance လည်းပါလာတယ်ကျွန်တော်က collaborate လုပ်ပြီးတဲ့အဖွဲ့ပေါ့နော်ဒါပြောမှဆိုရင်အခုတချင်းမှမူတည်ပြီးတော့လူငယ်ရာလည်းပြောင်းနိုင်အောင်ပြီးတော့မြန်မာအကလေးလည်းဟိုဒါထိုးထိုးပေါ့ပေါ့ရှိအောင်ဆိုပြီးအခုဝိုင်းပြီးတော့ကုညီပံ့ပိုးပေးရအောင်ဟာအဓိကတော့သူကဟိုပါပေါ့နော်ဟို music ကဟို modify ရမ်းဖြစ်တယ်အထူးသဖြင့် solo ပိုက်မှာဆိုရင်အဲ solo 16ပါးနဲ့နောက်ဆုံး outro 16ပါးဒီ electro ဘက်ကိုသွားပြီးတီးကြတာတိုးတော်လဲသူကဟို အလက်ထရိုဘက်တာသွားရဲအဲ့မြန်မာတန်စင်မှာပါနေတယ်မပြောက်သွားဘူးပေါ့နော်နှစ်ခုလုံးအဲ့တော့အဲ့ဒီပိုင်းလေးမှာကျွန်တော်တို့က live fitness အနေနဲ့ modern dance အနေနဲ့ပေါ့နော်ဝင်ပြီးတော့အဲကာကာပီးရတာပေါ့နော်အဲကျွန်တော် dancer လေးယောက်နဲ့အဲဝစားဆိုလဲ the jam dance လေးပေါ့နော်အဲအဲ့လိုမျိုးလေးလုပ်ပြီးတော့အဲ့တော့ဒီသချင်းလေးမှာဆိုပြောမှဆိုရတနှစ်မျိုးသုံးမျိုးလောက်ကိုကြည်ရမယ်လို့ကျွန်တော်ခန်းစားရပါတယ်ပြောချင်ပါဟုတ်အခုဒီသချင်းလေးကိုရွေးပြတာဘယ်လိုရွေးပြလဲကျွန်တော်ဒီချင်းကိုမနစ်ကနေတီးထားတာမနစ်ကကြပါမနစ်ကနော်မနစ်ကနေကျွန်တော်ရေလုံး ဟိုရှမန်းပါလာပေါ့နော်ဆံမျိုးမမင်းရှီကဝယ်လိုက်တယ်ဝယ်ပြီးတော့ကျွန်တော်ဟိုဟာတီးတာတော့ရေလုံးပေါ့နော်တီးတာလက်ကကျွန်တော်ကျမ်းမာရေးကြောင့်မရိုက်ဖြစ်ဘူးခုပါဒါဟိုဒီလေးတို့ပေါ့နော်ဒီလေးတို့ ਨੇ မြန်မာမှုရောတက်ကြွနားရတာပေါ့နော်အခုနဲ့အများကြီးနှုတ်ပညာမြန်မာတဲ့ညီလေးတို့ အားကိုးပြီးတော့အကူအညီတောင်းလို့သူကအကူအညီပေးတာပါဟုတ်အဝင်ကြီးတယ်အခုကိုတစ်တော်လေးရိုက်လိုက်တာလေကျွန်တော်တို့တောင်းသားမှာကြတော့လေလွန်တို့လွန်တို့ပေါ့နော်ကကျွန်တော်တို့ခွန်တို့ခွန်တို့အဲကျွန်တော်တို့အဲ့ဒါလေးတွေမှားတတ်တာပေါ့ကျိုးနေလို့ပေါ့နော်တစ်တော်မှာကအဲ့လိုမျိုးတွေပေါ့နော်ဟိုတကကျွန်တော်တို့ဟိုမှာဆိုတာလေညမြဝင်မှာအဲ့ဒါဝင်းနဲ့ဝင်းနဲ့ပေါ့အဲ့ဒါလေးတွေကျွန်တော်ပြန်ဆိုအောင်မယ်ကျွန်တော်တာထပ်ပြီးတော့ကျွန်တော်ပြန်ပြီးဆိုပေးမှာပါဆိုပြီးတော့မှပြပလောက်အောင်ဆိုပြီးကျွန်တော်ပြန်တက်မှာပါဟုတ်အဲ့လိုမျိုးအခက်အခဲတွေတော့ရှိပါတယ်ဟုတ် အစိုးရင်သာရှိတာပေါ့အဲဒါပေမဲ့လို့ဘယ်လိုပဲပြောပြောလေဒီမှာကျွန်တော်တို့လူပညာမှာတို့ကတန်ကြီးထားတဲ့အတိုင်းဝိုင်းကိုတို့တို့လုပ်ရင်တော့မမားနိုင်ပါဘူးเนาะဒါလူပညာဝင်ကိုဟိုမိုင်းနဲ့ခွင့်လွတ်ပါပါเนาะဘောင်းတော်ကိုလူပညာတကယ်တန်ကြီးထားတဲ့အတိုင်းဝိုင်းမှာเนาะအမှုပညာဗမာအမှုပညာပေါ့เนาะဗမာကျင်တန်ကြီးအဲ့ဒါကြောင့်လေကျွန်တော်တို့အကူအညီတောင်းရတာပေါ့เนาะဟိုဒါရိုက်တာလည်းเนาะဗမာကြီးခိုင်းကိုကျွန်တော်အစီအစဉ်ပေးတာပေါ့เนาะအဲ့ဒါကြီးကြောင့်မှားဖို့တော့နည်းနည်း chance နည်းပါတယ်เนาะနည်းနည်းလေးမိုင်းနဲ့ခွင့်လွတ်ပါเนาะအဓိကတော့အဲ့တန်ဖိုးရှိတဲ့နေရာတွေကို ဟိုဖြည့်စည်းရဖွဲ့တယ်မှာကျွန်တော်မပါပါဘူးဟိုပါပေါ့နားလည်ပေးပါဆိုတော့ဟိုအကိုလာပြောတဲ့ချိန်တော့လည်းအမပါမရတို့လာပြောတဲ့ချိန်တော့လည်းဟိုအကရမယ်ဘိုင်းကိုတောင်းယူရတာကျွန်တော်ငွေရေးရလည်းအကမေးကြကိုမင်းထွန်းလည်းအဲ့လိုပဲဆိုတော့ဟိုပေါ့လူငယ်ရားရောက်သွားဘူးကွာကျွန်တော်တို့အကိုရဲ့ idea ရင်းကောင်းတယ်လေအဲ့အတွက်ကုညီပံပိုးပေးဖို့ဖြစ်တဲ့အတွက်ဒါကိုမူတည်ပြီးကျွန်တော်တို့ကငါတို့ဒါကကျင်လို့ဒါတီးတီးပေးပါလို့အရေးချက်မဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်ရှင်မမလာတဲ့ချင်းတန်ဖိုးကျွန်တော်နားလည်ပြီးသားပါအဲ့အဲ့တန်ဖိုးအောက်မှာ ခစ်ပြောင်းလာတဲ့ခါမှာခင်းနောက်ကိုလိုက်လိုက်တဲ့အရာတစ်ခုပဲဖြစ်ပါလိမ့်မယ်။ဟုတ်ဒါဒိုးတွေကျန်တဲ့ဟာတွေအကုန်ပါပါတယ်။အကုန်ပါတယ်စစ်တီးတီးစစ်တယ်နော်အဲ့ဒါတွေဟုတ်မရဘူးဟုတ်တယ်။ဟုတ်အဓိကပေါ့နော်ဒီလိုဟိုခိုင်မြဲနေတဲ့အရာဟိုတချင်းတွေကိုကျွန်တော်တို့အသက်သွင်းမှုပဲအဓိကပါ။အသက်သွင်းမှုအဓိကဟိုဘယ်လိုကောင်းမလဲသူထုတ်ယူရတယ်မလုတ်ချင်စိတ်မရှိအောင်တော့မပြောဘူးလို့ပြည်သက်ယုံကြည်ပါတယ်။ဟိုအဲ့လိုအနေထားလဲအမှားရမရှိအောင်စူးစမ်းပေးထားတယ်ပေါ့နော်။ ဟိုတခုကဟိုဟာ negative ဘက်ကို ရောက်တင်ဆိုတော့အမြင်ကြတော့လဲဟိုဟာလေအရင်ကြီးလဲဟိုမလုတ်ဖြစ်မှလဲကြောက်တယ်အတော့အရင်ကြီးကြောက်နိုင်မှုတော့မရှိပါဘူးဟိုတမိုင်းဝင်ဆိုပေမဲ့လဲဟိုအခုလုတ်ထားတဲ့ဥစ္စာနားထောင်ပြီးတဲ့ကကောင်းပါတယ်အစီအပြေပြီးတော့လဲကျွန်တော်မပိုင်တဲ့အပိုင်းကြကိုမင်းထုံးပိုင်တယ်လေကိုမင်းထုံးပိုင်ရင်ကိုမင်းထုံး နဲ့ခရိတ်လို့တော့ပို့ပြီးလာတယ်အခုဆိုရင်ကြာကိုယ်တိုင်ကလိုက်လို့လည်းရတယ်မင်းသားတယောက်ပဲဟာကျွန်တော်တို့အားကိုယ်တိုင်ကျန်ခဲ့မှဆိုလို့အဲ့ဘက်မှာမကောက်ပါနဲ့ကျောင်းရောက်ဝင်ရပြီတကယ်ဟိုဝမ်းလာရှိတော့နော်ဟိုကောင်းစီကျွန်တော်ပေးသက်ကြီးကောင်းစီကျွန်တော်တကယ်တက်ချွန်းနဲ့နားလဲတော့မိကိုပြီးတော့ဒီအမှုပြန်လုံးကဖြတ်တန်းတာပါနော်ခုမျိုးကြီးတော့မရှိပါဘူး။အောင်မင်းကြော်ကြလို့တဲ့စိတ်ဟိုဖြတ်စည်းလို့တဲ့စိတ်ကျွန်တော်လုံးဝမရှိပါဘူး။ကျွန်တော်အမှုပညာပေါ်မှာရိုးရိုးသားသားပါပဲနော်။ ရိုးသားလားခင်တွေရိုးသားချစ်တယ်ဗျအမှုပညာတန်ကြီးရှိတဲ့အတန်းဝိုင်းမှာလည်းကျွန်တော်တန်ကြီးထားပါတယ်ဟုတ်အဲဒီမှာတော့ပြောမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ခုနလိုဆိုလိုအပိုက်ကိုအဓိကပို့ပြီးတော့တာဝန်ယူရတာဆိုတော့ဟိုဟိုအရင်ကဒီကိုစမ်းမင်းနဲ့ကတဲ့ခွန်နဘရီတို့ဘာလို့လိုမျိုးမော်ဒယ်နဲ့မြန်မာနဲ့တခါတည်းတွဲရကြီးလောက်ရတာတော့မဟုတ်ဘူးပေါ့နော်ဒီပိုက်ကအဲ့တော့ဟိုပြောမယ်ဆိုမြန်မာပိုက်ကမြန်မာပိုက်တည်တဲ့အဲကျွန်တော်မော်ဒယ်နက်စ်ကမော်ဒယ်နက်စ်တည်တဲ့အဲ့လိုလေးသွားတာဆိုတော့ဟုတ် ခုနပြောလို့ဟိုစော်ကားသလိုတွေအဲဖြစ်မှာတော့လုံးဝမဟုတ်ဘူးလို့တော့ယုံကြည်ရပါတယ်ဟုတ်ပြီးတော့ကျွန်တော်တို့ကားထဲမှာလည်းဟို sexy dance မဟုတ်ဘူးညာကျွန်တော်ကအဲ့ဒီအဲ့ဒီဘယ်လိုပြောအခုအခု is time တော့ဂျန်ဖိုင်အခလေးတွေရဲ့ new style ပုံစံမျိုးလေးကျွန်တော်ထင်လာတာပြီးတော့ကျွန်တော် house dance house dance လို့လည်းခေါ်တာပေါ့နော်သူကခုံပြီးတော့အဲ့လိုမျိုးဟိုကနေရတဲ့အားမျိုးပေါ့အဲ့တော့အဓိကတော့အဲဒီသချင်းစီ ပိုးပိုးရှိခဲ့တယ်ကအကောင်းဆုံးဖြစ်ခဲ့တယ်အဲ့တော့ဒီဘက်ခေတ်ကအခုခေတ်လူငယ်တွေအထိအဲကျွန်တော်ဆွဲခေါ်လာတယ်ဆွဲရတော့တယ်အခုခေတ်အခုခေတ်လူငယ်တွေပေါ့နော်အထူးသဖြင့်အဲ့တော့ကြံချင်းလေးကိုပြန်ပြီးတော့သူတို့အဲသူတို့ကြိုက်တဲ့ music မျိုးတွေသူတို့ကြိုက်တဲ့ vibe တွေမျိုးတွေနဲ့နားထောင်ရတဲ့ feeling ကိုပေးချင်တာပါနမပါကမကတော့ကမပြောလေကျွန်တော်ကလေးဆော့ခိုင်းတာကျွန်တော်တို့နေရာပြောက်သွားတယ်ကျန်ခဲ့မှာဆိုတော့ကျွန်တော်နေရာပြောက်သွားရင်နေရာဒါလေးပဲလှုပ်တတ်တာကျွန်တော်ကျွန်တော်ကောက်ကွယ်တစ်ခွက်တည်းရှိပါဒါပေမဲ့အဲ့ကောက်ကွယ်ကိုကျွန်တော်လိုက်ကောက်ဖို့လှုပ်ထားပါတယ် တက်တော်မှာကျွန်တော်တာတက်တော်မှာကွာအဓိကတော့အကို YouTube ပုံကအဆင်မီပါတယ်ဒါအဆင်မီပြောရင်အကို YouTube တယ်ဆိုတာကျွန်တော်သူ့မိသားစုနဲ့သူခိုင်းသွားတာပါအလုပ်လုပ်ခိုင်းတာ तू မပိုင်နဲ့ပိုင်ကို तू မလုပ်တာမဟုတ်ဘူး तू ဆိုပိုင်ရင် तू အစိုးတက်သွားမယ်ပြီးတော့ပေးသက်ကိုချပြလိုက်ခါမှာလူငယ်များဖို့စေတနာတက်တက်ဆိုတာတွေးတွေးနေရတယ်လေအခုတော့ဟိုပေါ့ကျွန်တော်တို့အမှန်ကျွန်တော်အကိုလည်းဒီလိုလို့ခုနကကတ်လို့ကတ်တတ်တယ်ဒီလိုကနေလည်းပေါက်တာပဲ ဘောက်ထပ်ပြီးတော့ငွေကြီးကိုခံနေတော့မှာရောဒါကျွန်တော်လည်းဝင်ပြီးတော့ကုညီပေးလို့ကိုမင်းမင်းထွန်းလည်းသူ့အပိုင်းနေပြီးတော့ကုညီပေးတဲ့ခါမှာဒီတချင်းကဟိုပေါ့ပေးတဲ့ရင်တော့ရောက်ပါလိမ့်မယ်ရုံးချပါခင်ဗျဟုတ်အဓိကကတော့ဟိုလုံနဲ့အင်းနဲ့လူရှိတဲ့ခါမှာကျွန်တော်တို့ပံ့ပိုးပေးတဲ့လူတွေကတိုင်းနေနေလို့မရဘူးခုနကပြောရတာဒီ UNESCO ဝင်တဲ့ခါမှာတကြိမ်မှုလေးပါသွားသလိုအခုအိန္ဒိယကြီးကားကြီးကြီးတဲ့ခါကျရင်လည်းအိန္ဒိယမှုပါတယ်လို့ဟိုဟိုပါလေအင်္ဂလန်မှာလန်ဒန်မှာရရင်လည်း တို့အကတွေကနော်ဘူဆန်မဲမဲလေအိန္ဒိယမှုလေးတော့ပေါ့ပါတယ်နာဒါမြန်မာလည်းအခုမြန်မာမှုတွေမှာနောက်ရှိရဲတက်လာမျိုးဆက်သစ်တွေပါဖို့တကူမင်းတော့ရှိရဲအဲအဲ့လိုဟာမျိုးပေါ့နော်ဒီသင်းလေးပါတဲ့ခါမှာကျွန်တော်ယူနီကိုကဘောင်းဘောင်းဝင်သွားပြီပေါ့နော်ဒီတပုတ်တွေနေဘောင်းဝင်သွားပြီဒီသင်းတွေပြန်ဆိုရဲဆိုတာလေတုံးမပေါ့လို့အေးဒီကျန်ဆိုရင်ဒီ mood ကဒီချင်းရဲ့ mood ကအရင်က feeling ဖြစ်တယ်ရွှေမမလာတော့ 麻辣香锅能啥劲？麻辣麻辣香锅能啥用？啊，六百泡的，这些这些，麻辣香锅能啥用？新闻麻辣，新闻麻辣。အဲ့တော့ညစ်တယ်မှာကျွန်တော်တို့တော့ဟောင်းနေတူတူပိတ်တိုက်လေတော်ရှည်ချမ်းမြေပါစေတချင်းလေးကြည့်ပြီးလဲခန်းစားနိုင်ပါစေဟုတ်ကဲ့အားလုံးနှလုံးဆက်ဝမ်းအေးချမ်းကြပါစေဟုတ်နော်အားလုံးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါ